công nhận thì mình là nhà chim chết chèo và gì nhớ giờ bây giờ xin ngồi đâu nhớ gì ý được cũng đi rồi anh nuôi vợ đâu cho nó không bây giờ đâu nhớ gì ý được cũng đi rồi anh nuôi vợ đâu cho nó không đang ở đó xem đâu nhớ đâu ý được cũng đi rồi anh nuôi vợ đâu cho nó không mi vợ rồi xem mẹ đó mình đã đã cho nó không xem đâu kiến xin đâu nhớ đâu ý im nhớ đâu mẹ đã ý ao hoàn ta cho nó không xin nên là các bạn đó không bỏ alo đồn như đi cũng được không một nhà giả sĩ đã mang cái mai ဣမံကံတော်တစ္ဆာစကားကြောင့်လည်းကောင်းတိုင်းသူပြည်သားအလုံးစုံနဲ့ကမ္ဘာသူကမ္ဘာသားပေါင်းအလုံးစုံကျုံတွေ့နေရစေဖြစ်တဲ့ဘေးစိုးရင်စုအန္တရာယ်စုကဆုပေါင်းအလုံးတို့မှာကင်းစင်ဝေးကြရွေကကြီးသုံးပါးပြီးမှကျော်လွှတ်နိုင်ကြပြီလေရှင်တော်ဗုဒ္ဓဟောမိန်ခဲ့တဲ့တရားဓမ္မတွေနာယူမှန်တာလိုက်နာကျင့်ကြံကြိုးစားပွားများအထောက်ကြရွေတရားတို့တရားမြတ်တွေလင်းမြန်စောစွာရကြရောက်ကြပါစေလို့ ရှေဦးအစပနာမမှာတစ္ဆံပြုမေတ္တံပို့ဆုတောင်းပေးရပါတယ်ယနေ့ဘာကြောင့်ရလဲပြောဖို့ရည်ရွယ်တာလဲလို့မေးရင်လူမဝတံပို့ချစ်မြတ်လို့ဆိုတဲ့ခေါင်းစည်းလေးရဲ့အောက်မှာဒုတိယပိုင်းနေနဲ့ပြောဖို့ရည်ရွယ်လာတာဖြစ်ပါတယ်ဗျယမတ်တော်က လူတွေရဲ့ညစ်ကြေးဆိုပြီးတော့ပြောလာလိုက်တာအလွေမတမဆိုဝါရုံပါတဲ့လူတွေရဲ့အလှတရားတွေကို ပြည့်စည်တဲ့အကြောင်းတရားလေးတွေပြောလာတယ်ဒီတစ်ပတ်တော့လူတွေကျင့်သုံးရမယ့်တရားတွေလူတံဖို့ကိုမြင့်စေတဲ့တရားတွေပြောပြရစေတော့ယေရှုဆက်ပြရစေလူတို့ကျင့်ရမယ့်တရားလူတံဖို့မြင့်စေတဲ့တရားတွေကဘာတွေလဲလို့မေးရင်နံပါတ်1ပေကန်းစံကျေးရပါ ပြီးကန်းဆန့်ခြင်းရနှမျောမနေပါနဲ့ဗျာတွန့်တုံမနေပါနဲ့ပစ္စည်းဥစ္စာတွေဆိုတာကိုပိုင်ဆိုင်တာမှမဟုတ်တာလေနော်ကိုဘလောက်ပဲရှာပွေတာရှာပွေတာသေရင်ကိုနောက်ပါတာမှမဟုတ်တာလေနော်ရဟန်းဖြစ်ဖြစ်လူဖြစ်ဖြစ်ပြီးရင်ပေါ့မှာပါပဲဗျတကြောင်နံပါတ်၁ဘီကင်းစွန်ကျင်းရပြီးရင်ပေါ့မှာဖြစ်တဲ့သူပေါ့ရင်အမြင့်ရောက်မှာပဲ လူတံပိုမြင့်စေတဲ့အကြောင်းအရာထိတ်ဆုံးမှနံပါတ်1အနေနဲ့ဘေကန်ဆွန်ကျဲရမယ်တဲ့ရဟန်းဖြစ်စေလူဖြစ်စေပေါ့နောက်နံပါတ်2ကတော့ကိုကျင်တရားကောက်အောင်နေထိုင်ရမယ်တဲ့ကိုကျင်တရားကောက်အောင်နေထိုင်ရဒါကတော့သိအရေးကြီးပါတယ်ဗျာဘဝမှာလူရည်လို့ဖြစ်လာကြပြီဆိုလို့ရှိရင်ကိုတံပိုကိုမြင့်စေခြင်းရင် ကိုကိုကိုတန်ဖိုးထက်သက်တဲ့ပုံကိုယ်တွေမှန်သမျှဟာကိုဘဝကိုပျက်စီးဆုံးရှုံးမခံကြဘူးလေနော်တိလတွေပြက်ပြဲသွားပြီတိလတွေမလုံးချုံနေဘူးဆိုလို့ရှိရင်အဲ့ဒီပုံကိုယ်ဟာတပြေးပြေးနဲ့ရုပ်လျော့လာတက်ခင်အာကုံနဲ့ဓမီလိုပါပဲဗျမတီအာကုံနဲ့ဘာလို့လဲမီဒီလိုပါပဲဗျပြေးပြေးချင်းပြေးပြေးချင်းရုပ်လျော်လာတာသီလတွေအာနေလာတယ်။ဒါကြောင့်ကိုကျင်တရားကောင်းအောင်ကြိုးစားပြီးတော့နေထိုင်ရအောင်။ နံပါတ်2အနေနဲ့နောက်နံပါတ်3ကတော့ဆက်လက်နိုင်ရမယ်တဲ့လူတို့ကျင့်ရမယ့်တရားလူတန်ဖို့မြင့်စေတဲ့တရား3သုံးချက်မြောက်ကတော့ဆက်လွတ်နိုင်ရမယ်တဲ့ဆက်လွတ်တယ်ဆိုတဲ့စကားလုံးဟာသိပြီးတော့အရေးပါပြီးတော့အရန်ကျေပါလေဗျာကိုရတဲ့ရတဲ့အခွင့်အရေးတွေကိုဆွတ်လွတ်ပြီးတော့တော်တော်ဘာကိုပြီးပြီးမြင်မှားစေတာတော်တော်ဘာကိုချမ်းသာစေတာတော်တော်ဘာကိုအောင်မြင်စေတာပေါ့ ကိုရတဲ့ရရိုက်တဲ့အခွင့်လန်းကိုရတဲ့ရရိုက်တဲ့အခွင့်ရေးတွေကိုလက်လွတ်လိုက်ပြီးတော့တတော်ဘာကိုဘာလို့လဲဆွတ်လွတ်ပြီးတော့တတော်ဘာချမ်းသာအောင်ဆွတ်လွတ်ပြီးလိုက်တာပေါ့ကိုနေရဖယ်ပြီးလိုက်တယ်လို့ပေါ့ဗျာရှိစေတော့ဗျာဆွတ်လွတ်နိုင်ရမယ်နောက်နံပါတ်၄ကတော့စူးစမ်းနိုင်တဲ့ပညာရှိရမယ်တဲ့စူးစမ်းနိုင်တဲ့ပညာပညာသိရေးကြည့်တယ်ဗျာပညာ ဝါမလူရဲ့လူဖြစ်လာကြပြီဆိုလို့ရှင်တော်ကောင်းများမိမိရုံရုံပုံပုံဆွမ်းဆမနေချနဲ့ငယ်စဉ်ကပညာရှာငယ်ငယ်တုန်းနဲ့ပညာရှာပြီးတော့ဒုတိယရွယ်ရောက်ပြန်တော့လည်းပဲစီးပွားရေးနဲ့လျော်ညီတဲ့ပညာတွေရှာဖွေရတတိယရွယ်ရောက်ပြန်တော့လည်းပဲဘာလို့လဲလို့မေးလို့ရှင်ရှာနေရသေးတာပဲလောကီပညာလောကုတ္တရာပညာမတ်ဆုံးပါအောင်ပေါ့ဒါကြောင့်စူးစမ်းနိုင်လေလေရှာဖွေနိုင်လေလေသူရှိလေလေဆိုတာဒါပြောတာပါပဲဗျာ <laughs> စူးစမ်းနိုင်တဲ့ပညာရှိအောင်ကြိုးစားကြောက်တာဒရကောင်းကြီးရဲ့လူတို့ကျင့်ရမယ်တရားလူတန်ဖို့မြင့်စေတဲ့တရားတွေပြောလာလိုက်တာနံပါတ်1မိကန်ဆွန်ချင်ရမယ်နံပါတ်2ကိုကျင်တရားကောင်းအောင်နေထိုင်ရမယ်နံပါတ်3ဆွန့်လွတ်နိုင်ရမယ်နံပါတ်4စူးစမ်းနိုင်တဲ့ပညာရှိရနောက်9နံပါတ်ကတော့လုံလဝရိယရှိရမယ်တဲ့လုံလဝရိယရှိရမပြင်းနဲ့ဗျမပြင်းနဲ့ပြင်းရင်ဖြစ်မှာပေါ့ ဖြင်းရင်မွဲမှာပေါ့မွဲရင်ငတ်မှာလေနော်မွဲရင်ငတ်ဒါကြောင့်မပြင်းနဲ့အတုတပြည့်ကောင်းတာတွေလုပ်တဲ့နေရာတွေမှာမပြင်းနဲ့ဘုရားရှင်ကိုယ်ကမှမပြင်းနဲ့တရားထိုင်ရမှာမပြင်းနဲ့ဘုရားမနဲ့ပတ်သက်တဲ့ဝေယဝစ္စတရားတော်တွေနဲ့ပတ်သက်တဲ့ဝေယဝစ္စသံဃာတော်တွေနဲ့ပတ်သက်တဲ့ဝေယဝစ္စမိနဲ့ပတ်သက်တဲ့ဝေယဝစ္စဖားနဲ့ပတ်သက်တဲ့ဝေယဝစ္စဆရာနဲ့ပတ်သက်တဲ့ကုသိုလ်တွေဝေယဝစ္စကောင်းတာတွေပေါ့ဗျာအကုန်လုံးကြုံပြောလိုက်တော့ကောင်းတာလုပ်တဲ့နေရာမှာမပြင်းချင် ကြိုးစားကြလုံလဝရိယရှိရစီဝါရေးလို့လည်းပဲစီဝါရေးလုံတဲ့နေရာမှာမပြင်းနဲ့လူမွေးလည်းပဲလူမွေးလိုက်တဲ့နေရာမှာဘာလို့လဲစိတ်မပါလက်မပါမလုံနဲ့တက်တက်ကြွကြွဆောင်ရွက်ပေါ့ဒီတဘောပေါ့ဘက်ဆုံနေရာမှာလုံလဝရိယကောင်းတဲ့နေရာမှန်မြတ်လုံလဝရိယမလျော့ပါနဲ့ဗျာကြိုးစားကောင်းပြီငါနံပါတ်ပြီးသွားနောက်နံပါတ်6ကတော့တိခံရမယ်တဲ့တိခံရမယ် တိခံနေဆိုတာဟာနိမ့်မှန်တဲ့အလုပ်ပါဗျာတိခံနေဆိုတာဟာနိမ့်မှန်တဲ့အလုပ်ပါဒုတ်ဒုတ်ချင်းရှင်ရှင်ဒီဒုတ်ရိုက်ပွဲကြီးဘယ်တော့ပြီးမှလဲဓာဓာချင်းရှင်ခုတ်ဒီဓာခုတ်ပွဲကြီးဘယ်တော့ပြီးမှလဲတယောက်နဲ့တယောက်တက်ကြဖြစ်ကြရဲ့တယောက်နဲ့တယောက်တက်ကြဖြစ်ကြရဲ့ပွဲကြီးဘယ်တော့ပြီးမှလဲဒါကြောင့်တော်ဘာကြီးမြေတိခံနေဆိုတာဟာနိမ့်မှန်တဲ့အလုပ်ပါ ဗုဒ္ဓရဲ့ဒေသနာမှာအတိလင်းရှိပါတယ်။အောင်ရင်းရှိမလောင်ဖတ်နိုင်ရင်ကိုတော်ကောင်းမြတ်ရင်မထင်းမှာတကုတ်ကူကျင်သွားပါ။မြတ်ဗုဒ္ဓလောကအမြင့်ဆုံးနေရာအမြတ်ဆုံးနေရာရောက်သွားတယ်ဆိုတာဟာသိခံလို့ပါဗျ။သိခံလို့။ဒါကြောင့်သိခံနိုင်လေလေကိုတန်ဖို့မြင့်လေလေပါပဲဗျ။ကိုတန်ဖို့မြင့်လေလေပါ။မတူတဲ့အရာတွေနဲ့တုမနေပါနဲ့။မတူတဲ့အရာတွေနဲ့တုမနေပါနဲ့။တုနေရင်သူတော်မှပေါ့။ ူလို့ကိုမိုက်တယ်ထဲကိုစင်ရင်ဝင်သွားမှာပေါ့ရှိစေတော့ဗျာဒါလောက်ပြောရင်သဘောပေါက်သွားပါပြီသိခံရသိခံနိုင်ရအရာရာပေါ့နောက်နံပါတ်ခွန်ကတော့မှန်ကန်တဲ့စကားပြောဆိုရမယ်တဲ့စကားပြောတဲ့အခါမှန်မှန်ကန်ကန်ပြောဆိုရယနေ့ကဘာလောကကြီးကတော့မူရမပါလင်ကမချောတဲ့အထူးသဖြင့်ဦးဇင်းတို့တိုင်းပြည်မှာတွန်းတွန်းသုံးနေတယ်ဘယ်သူကပြောလိုက်တယ်လဲမသိဘူး ဗုဒ္ဓမဟောခဲ့တဲ့တရားကိုအဟောလုပ်ပြီးတော့ပြောနေတာမူရမပါလင်ကမချောတယ်။မြတ်စွာဘုရားကမူရဝါဒဝေရမဏိသိခဗရံလို့အတိလင်းဟောထားတာပဲလေနော်။မူရစကားမပြောရနဲ့။မမှန်ကန်ကန်ပြောဆိုတော့မူရဆက်သွားလိုက်တဲ့အခါကျတော့ဘာလို့တလဲလို့မေးလို့ရှိရင်ဆုံးဖြတ်ချက်ခိုင်မာရမယ်တဲ့နံပါတ်၈ဆုံးဖြတ်ချက်ခိုင်မာရတွေးဝေမနေနဲ့မိန်မောမနေနဲ့ ိုလိုလိုဒီလိုလိုလုံမနေနဲ့ဆုံးဖြတ်ချက်ခိုင်မာခိုင်ခိုင်မာမာချရကောင်းတဲ့နေရာတွေကောင်းတဲ့လုပ်တဲ့နေရာတွေမှန်သမျှမတွေ့ဝေမိမောမနေနဲ့ဆုံးဖြတ်ချက်ခိုင်မာခိုင်မာမာချချတာလူတို့ရဲ့ကြင်ရမယ်တရားလူတန်ဖို့မြင့်စေတဲ့တရားတွေပါပဲပြနောက်ကိုနံဘက်ကတော့လို့လေလောကဓာတ်တွေပေါ်မှာမေတ္တာထားရမယ်တဲ့မေတ္တာထားတော့ပူကြပါမေတ္တာထားတော့ပူကြပါဒုဓာတိုင်းပေါ်မှာကိုနဲ့တူတဲ့သူမှာကိုနဲ့ဘက်တူတဲ့သူမှာ ကိုယ်နဲ့ဘက်သူတဲ့အပေါ်မှာပဲမေတ္တာမထားပါနဲ့လူသားတိုင်းအပေါ်မှာမေတ္တာထားတော်မူကြပါကိုချစ်ခင်မြင်လို့တဲ့ပုဂ္ဂိုလ်ပဲမေတ္တာထားတော်မူကြပါနဲ့ကိုမချစ်ခင်မမြင်လို့တဲ့ပုဂ္ဂိုလ်တွေလည်းပဲမေတ္တာထားနိုင်အောင်ကြိုးစားတော်မူကြပါကောင်းတဲ့အလုပ်ဆိုတာလေ့ကျင့်ယူရတယ်လေနော်ကောင်းတဲ့အလုပ်ဆိုတာလေ့ကျင့်ယူရနံပါတ်30ပြောပြရစီတော့လူတို့ကျင့်ရတဲ့တရားလူတန်မှုမြင့်စေတဲ့တရားနံပါတ်30ရတော့ဘတ်မလိုက်နဲ့အာဂတိကင်းအောင်ဆောင်ရွက်တော်မူကြပါ လောကီနယ်ပယ်ပဲဖြစ်ဖြစ်လောကုတ္တရာနယ်ပယ်နယ်ပယ်ပဲဖြစ်ဖြစ်အဂတိကိအောင်ကြိုးစားတော်မူကြပါချစ်လို့ဗတ်လိုက်တာတွေမုန်းလို့ဗတ်လိုက်တာတွေအမမမဝေဘနိုင်လို့ဗတ်လိုက်တာတွေကြောက်လို့ဗတ်လိုက်တာတွေမလုပ်ဖဲနဲ့မမလိုက်ဖဲနဲ့လူတို့ကြည့်ရမယ်တရားတွေမှာဗတ်မလိုက်ခြင်းဟာလည်းပါပါတယ်ဗျာလူတန်ဖို့မြင့်စေတဲ့တရားတွေမှာဗတ်မလိုက်ခြင်းဟာလည်းပါပါတယ်ဒါကြောင့်ယနေ့ညဆယ်ချက်တိတိပြောခဲ့ပါတယ်ဗျာလူတန်ဖို့တွေသိရဘဝမြင်ကြအကျင့်ကောင်းတွေကြည့်ရရွေးတော်ကောင်းကြီးတို့ရဲ့ဘဝ အေဂျင်ပြီးတော့ပျော်ရွှင်ချမ်းမြေတဲ့ဘဝတွေပိုင်ဆိုင်နိုင်ကြပါစေဘဝတန်ဖိုးတွေမြင့်မားကြပါစေလူဘဝတန်ဖိုးချစ်မြတ်နိုးတဲ့ကြလူဘဝတန်ဖိုးချစ်မြတ်နိုးတဲ့ကြရွေတာယာချမ်းမြေတရားတွေ့ကြပါစေတာယာချမ်းမြေတရားတွေ့ကြပါစေတာယာချမ်းမြေတရားတွေ့ကြပါစေ